မြတ်တန်းတင်ဤမှာကြောင်ငူပျောက်ကြားတူဤဓမင်ဝိုင်းမိုးဖွဲလိုက်ဆဲလိုက်ဖြစ်နေသောလွန်ခဲ့သည့်ဩဂုလကုန်ကနီတရ၌ဖြူးဦးမြင့်စွေသည်ကျွန်တော်အပါဝင်မိတ်ဆွေတတိုက်ကိုဓမင်းဖိတ်ကျွေးခဲ့လေသည်ဦးမြင့်စွေနှင့်ကျွန်တော်မတွေ့သည်မှာနှစ်ပေါင်း40ရှိလေပြီထိုနှစ်ပေါင်း40အတွင်းတွင်တကားအမျှမဆုံးပြကြတော့သူသည်ဂုံသေးလုပ်ငန်းရှင်ဆန်ဆက်ပိုင်ရှင်မြန်မာနိုင်ငံဆန်ဆက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဒေါ်လာရင်းစုကတက်လာသည့်အခါတွင်ကောက်ပဲတိနှံရောင်းဝယ်ရေးအဖွဲ့တွင်တံပီးအဖွဲ့ဝင်လူကြီးကျွန်တော်ကစာရေးဆရာတွေ့ဆရာအကြောင်းရဲ့လို့သိမရှိလားကျွန်တော်နဲ့သူစတွေ့စာကသူဒီမြန်မာနိုင်ငံလုံးဆိုင်ရာလူသမားတမကတွင်အမှုဆောင်လူကြီးတဦးဖြစ်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာမော်တော်ယာဉ်တမကတွင်ဥက္ကဋ္ဌဖြစ်နေသည်ကျွန်တော်ကနေမလာသည့်အလုသမားတမကဦးစလဲကလေးတယောက် စစ်ပီးကစား1945 1946ခုနှစ်တဝိုက်တွင်အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုဒီအကြီးသည်အချိန်အဟုန်ကောင်းနေသည်စစ်နှင့်တော်လိုင်းမုန်တိုင်းတို့ကိုဖြတ်တန်းလာခဲ့သည့်မြန်မာလူထုသည်အမျိုးသားလွတ်လပ်ရေးတိုက်ပွဲအတွေ့အသင့်ဖြစ်နေသည်လက်သမားများ၏မြေခုံမပေးရေးတိုက်ပွဲများအလုသမားများ၏တပိတ်များအမှုတန်းပေါင်းစုံ၏ဒုတိယတပိတ်ကြီးအမျိုးသားလွတ်လပ်ရေးတိုက်ပွဲစစ်မျက်နှာများသည်ကျောင်းစာသင်ခန်းများထဲတွင်လည်းရှိနေသည် ပြင်မနာလေဝီတဝိုင်းမှကြံကင်းများတဲ့တွင်လည်းရှိနေသည်ဘကိုးဒါယာဝတီတဝိုင်းမှ လေခွင်းများတဲ့တွင်လည်းရှိနေသည်ရန်ကုန်စင်ကြီးဘုံမှစိတ်ယုံအလုပ်ယုံများတဲ့တွင်လည်းရှိနေသည်ရေနံချောင်း6မှရေနံစင်များ၏အရေးအောက်တွင်လည်းရှိနေသည်မြင်းကြံပခုတ်ကူမုံရွာမိဒီလန်တဝိုင်းမှဒန်တော်များပြောင်းခင်းများတဲ့တွင်လည်းရှိနေသည်လာရှိုးတီဘောတဝိုင်းမှလီမော်ဂျန်များ ကော်ဖီဂျန်များတဲ့တွင်လည်းရှိနေသည် တောင်ကြီးပင်တရားတွိုင်းမှနေကြခြင်းများထင်းရှူတော်များတဲ့တွင်လည်းရှိသည်ရေမြိတ်တဝဲမှကတ္ထုကြီးများဤလမ်းရင်ရိတ်တွင်လည်းရှိသည်နံမတူတဝိုက်ကတတ္ထုတွင်များဤဥမင်အမောင်တုတဲတွင်လည်းရှိသည်ထိုစဉ်ကတဏ္ဍာန်လုံးသည်အမျိုးသားလွတ်လပ်ရေးအတွက်စစ်နယ်ဝန်ကြီးတစ်ခုဖြစ်သည်ထိုမုံတိုင်းအချိုကာလတွင် ဖြူဥမြင့်ဆွေကိုကျွန်တော်တွေ့ခဲ့ရခြင်းဖြစ်၏ထိုစဉ်က ကျွန်တော်ကအသက်20ပြည့်မပြည့်တတ်သည် ဖြူဦးမြင့်စီကအသက်30ကျော်အရက်မြင့်မြင့်အသားဖြူဖွေးလျက်သပင်ကိုတည်သက်စွာ ဖြီးထတတ်သည်။နေမအလုသမားသမက စီဝေးတို့ဘာတို့လာတက်လျင် ကျွန်တော်တို့သည်ဘူဂျုံစီထူစင်က စကော့စီနောက်ဖက်တန်းမြန်မာနိုင်ငံလုံးဆိုင်ရာမတော်ရင်သမကရုံရှိဦးမြင့်စီတန်သွားပြီးမတော်ရင်လက်မှတ်အလကားတောင်းကြသည်။နေကူစလေများမှာ ပြန်စရာစရိတ်မရှိကြ။မြေထားတွေကလည်းရန်ကုန်နဲ့မန္တလေးကို နှစ်ည၃ညကြာချင်းကြာတတ်သည်တွဲကောင်းကောင်းမရှိပလက်တွဲကြီးတွေပေါ်မှာလိုက်သွားရခြင်းဖြစ်သည်စစ်လက်ကျန်မော်တော်ကားတွေပေါ်သည်ဖြင့်အများအားဖြင့်ကုန်ကားကြီးများဖြင့်လိုက်ကြရသည်ဥက္ကဋ္ဌဦးမြင့်စွေသည်မြန်မာနိုင်ငံလုံးရှိမော်တော်ယာဉ်အားလုံးကိုချုပ်ကင်ထားသူဖြစ်လေသည်ကျွန်တော်တို့တွေမော်တော်ယာဉ်လက်မှတ်ဘွားတောင်းလျင်ခင်ဗျားတို့နေကူစလေတွေတိတ်နှိတ်ဆက်တယ်ဗျာဒီတခါတော့ပြေးလိုက်မယ်နောက်တစ်ခေါက်ဆိုရင်တော့လာမတောင်းကြနဲ့တော့ဟုညီးတတ်သည် ျွန်တော်တို့ဒီသူ့ကိုအားနာသောအဖြစ်နောက်တစ်ခေါက်သွားတောင်းကြသည့်အခါတွင်လည်းဦးမြင့်ဆွေသည်ညီညီညူညူဖြင့်ထုတ်ပေးလိုက်သည်ကြီးဖြစ်၏အနှစ်40ကြာ၍ပြန်တွေ့ကြသည့်အခါတွင်ဦးမြင့်ဆွေသည် အသက်80ကျော်နေလေသည်၆ပြီးကန်းရှိသောသူ့အရင်နှင့်လိုက်အောင်ကိုခန္ဓာကလည်းဝါဖြူးနေလေသည်အရာအမောင်းရော အလုံးထဲပါကြီးခိုင်သည့်အီယာမလူကြီးတယောက်ဖြစ်နေလေသည်တခင်က မဲနဲ့တောက်ပြောင်နေသောသူစပင်များသည်ဖြူဖွေးနေကြလိမ့်မည်။ခမရုကိုတတိယလို့သမင်းဖိတ်ကြွေးတာဟုဦးမြင့်စွေကပြောသည်။သူကိုယ်တိုင်အရမတောက်တတ်သောဦးမြင့်စွေသည်ကျွန်တော်တို့အတွက်ရမကာဝိုင်းကလေးတစ်ဝိုင်းကိုလည်းဖန်တီးပေးသည်။သူတွင်စီဂျူယောဂါနှလုံးယောဂါတို့ရှိသည့်ဖြင့်ဘဲကိုမှလည်းတိတ်မထွက်ဖြစ်တော့အစာကောင်းကိုကြိုက်၍သူကိုယ်တိုင်လည်းချက်တက်ပြုတ်တတ်သောဦးမြင့်စွေသည်မိတ်ဆွေများကိုချက်ပြုတ်၍သမင်းဖိတ်ကြွေးတတ်သည် အားလျင်စာဖတ်သည်ဦးမြင့်စွေသည်ဒေါက်တာကွန်လျောင်ခေါ်မောင်ဖြူးနှင့်ညီအကိုတဝမ်းခွဲတော်ဆက်သူပြီးပြီးစာပေကိုလည်းဝါသနာထုံသည် တခါတည်းကတွင်ဖက်စစ်ဒေါ်လာရေးခက်ကဒေါငူပျောက်ကြားတို့၏ကိုရီဆောင်းမများကိုမိုးဝေမဂဇင်းတွင် ရေးနေသည်ကိုကျွန်တော်မကြာခဏဖတ်ရ၏သူသည်ဂျပန်ဒေါ်လာရေးအတွင်းဒေါငူပျောက်ကြားဟုနာမည်ကျော်ခဲ့သောဒေါငူနေမှဖက်စစ်ဒေါ်လာရေးခေါင်းဆောင်တဦးဖြစ်လေသည်ကျွန်တော်တို့သည် ဓမ္မကဝိုင်းပေါ်တွင်စကားတွေပြောကြသည်တယောက်နဲ့တယောက်ပြောเสียရစကားတွေက မကုံနိုင်ကျွန်တော်တို့အားရင်စဖတ်စာရေးနဲ့အချင်းကုံတာပဲအသက်လဲကြီးပြီလေဒီအထဲမှာဂျမ်းမာရေးကလည်းတိတ်မကောင်းချင်ဘူးကျွန်တော်သမီးနှစ်ယောက်ကဘီလက်မှာဆရာဝန်လုပ်နေကြတယ်သူတို့ခေါ်တာနဲ့ဘီလက်ကိုနှစ်ခေါက်သွားဆေးကုပြီးပြန်လာခဲ့တာကျွန်တော်တို့က secret ဖြတ်ဖို့ဝတ်သားကိုလျှော့စားဖို့ပြောကြသည် secret ကငယ်ပေါင်းဆိုတော့မဖြတ်နိုင်တော့ဘူးဗျလွန်ခဲ့တဲ့3နှစ်လောက်ကအဖွားကြီးစုံသွားတော့ရောင်းတောင်းတောင်းဖြစ်ကြံရစ်ခဲ့တယ်ဒါနဲ့ခုမှတော့စစ်လိဖြတ်မနေတော့ပါဘူးလေဆိုပြီးဆက်တောက်နေတာပဲဝဒါရှောင်ဖို့ဆိုတော့ကလည်းတော်တော်ခက်တယ်တရုတ်ဖဲဗျာဘယ်နဲ့လို့ဝဒါမစားပဲနေနိုင်ပါလဲဦးမြင့်ဆွေသည်တဟာဟာရည်နေလေသည်ကျွန်တော်မှစာအုပ်တအုပ်ပါလာတယ်ရေးတဲ့လူက လူဝီအယ်လင်လူဝီအယ်လင်ဆိုတော့ ဗိုလ်ချုပ်စလင်းရဲ့အမှတ်စလီတက်မတော်မှာထောက်လွှင့်ရေးအရာရှိရှစ်တောင်အရှာစစ်မြေပြင်မှာလဲထောက်လွှင့်ရေးအရာရှိလုခဲ့ဘူးလေဂျပန်လူလက်တက်တယ်ဗိုလ်ချုပ်စလင်းရဲ့အမှတ်စလီတက်မတော်နဲ့ပါလာတော့တောင်းမှုမှာကျွန်တော်တို့နဲ့အတူတူအလုပ်လုပ်ခဲ့ကြဘူးလေကျွန်တော်ဘီလက်ရောက်တော့ကျွန်တော်ရောက်နေတယ်လို့လှမ်းဖုံးဆက်လိုက်တော့သူရောက်လာပြီးသူနဲ့ကျွန်တော်နဲ့ရှေးအောင်နှောင်းဖြစ်တွေပြောကြတယ်ကိုတလောတို့ကစစ်တောင်းတရတိုက်ပွဲဆိုတဲ့ဇာတ်တုပ်ကိုရေးခဲ့တယ်ခု तू နောက်ဆုံးရေးတဲ့ အကြဆုံးစစ်ပွဲမြမာပြည်ဆိုတဲ့စာအုပ်ကိုလက်ဆောင်ပေးလိုက်တယ်။ဒီစာအုပ်က1985ကထုတ်ရတာ။ဦးမြင့်စွေသည်အဖုံးထူကြီးဖြင့်ချုပ်ထားသည့်စာအုပ်ကြီးတုပ်ကိုယူလာ၏။လူဝီအလင်ကိုယ်တိုင်လက်မှတ်ထိုးပေးလိုက်သည့်စာအုပ်ဖြစ်ပြီးခန့်ညားသည့်စာအုပ်ကြီးတုပ်ဖြစ်သည်။အဲ့ဒါခမည်းစိတ်ဝင်စားရင်ဘာသာပြန်စမ်းပါ။ကျွန်တော်ဒီစာအုပ်ကိုလှမ်းကြည့်နေမိသည်။ဖတ်ဖို့တော့စိတ်ဝင်စားပါတယ်။ဒါပေမဲ့ မြန်မာပြန်လောက်အောင်စိတ်ဝင်စားစရာကောင်းမကောင်းဆိုတာကိုတော့ကြည့်ရအောင်ပါပဲကျွန်တော်ဒီစစ်မှတ်တမ်းများအထူးသဖြင့်မြန်မာပြည်နှင့်ပတ်သက်သည့်စစ်မှတ်တမ်းများကိုစိတ်ဝင်စားပါသည်စိတ်မဝင်စားဘဲရှိပါမည်လို့လွန်ခဲ့သည့်45နှစ်ကထိုစစ်ကြီးသည်ကျွန်တော်အိမ်ရှိမှဖြတ်သွားခဲ့သည်မဟုတ်တော့စစ်ကြီးစတင်ဖြစ်ပွားစဉ်ကကျွန်တော်တို့မှာကြီးသားရိုက်၍ကောင်းတုံးဂွေလှင့်၍ကောင်းတုံးဂေါ်လီချင်းစင်၍ကောင်းတုံးတူတူပုံနှံကစား၍ကောင်းတုံး ကျွန်တော်တို့တွေစပက်ကြီးတဲပင်တူတူပုံနှံကစားနေစဉ်တနတ်တန်တွေတဝောဝောပေါ်လာက စပက်ကြီးနေရန်ကို ကြီးစံတွေလာမှန်ကြသည်နေရန်တွင်ကြီးစံပေါက်တွေစကားပေါက်ဖြစ်လျက်စပက်ကြီးနေရန်ကြီးစံပေါက်တွေကြားမှကြည်လိုက်သည့်အခါ၌အပြင်တွင်ကဘာစစ်ကြီးတစ်ခုဖြတ်တန်းသွားသည်ကိုကျွန်တော်တို့မြင်လိုက်ကြရသည်စစ်ကာလ၃နှစ်အတွင်းတွင်တနတ်တန်တွေကိုနေတိုင်းကြားနေရသည်ကိုရင်ဘဝန်းကျင်တွင်ဘုံတွေတဝုံဝုံပေါက်ကွဲနေကြသည် ျွန်တော်ပုံနေသည့်ဘုံကိုခြင်းနှင့်ကက်လျက်ဘုံချင်းပေါ်သို့ဘုံတဲ့တဲ့ကြာသဖြင့်စောစောကကျွန်တော်နှင့်ကစားနေသောတငယ်ချင်းနှင့် သူ့မိသားစုတစုလုံးဘုံနှင့်ပါသွားကြသည်ဘုံချဲပြီး၍ကျွန်တော်သွားကြည့်သည့်အခါတွင်ခန်းစည်းကိုအင်းကြီးချုပ်ထားသည့်ကျွန်တော်တငယ်ချင်း၏လမောင်းကလေးတစ်ဖက်က အနာကမကြီးပင်ကြီးပေါ်တွင်တွေ့ရသည် အခြားအဆအနာများကိုမူရှာမရတော့သူတို့မိသားစုတွင် စုစုပေါင်း၁၂ယောက်ရှိရာတရားအောင်မြမကြံတော့ဘူး တို့ဖြင့်သူတို့အမျိုးသည်ကဘာမြေပြင်မှ အစတုံးပျောက်ွယ်သွားခဲ့ကြသည်အိလျင်ကျွန်တော်တို့တွေဘုံခုချင်းတွေထဲမှာအိရသည်စာတင်တော့ဘုံခုချင်းတွေဘေးကတစ်ပင်ရိပ်တွင်တင်ရသည်တစ်ချိန်တွင်ဘုံကျဲပြီးဘုံချင်းတွေကထွက်လာသည့်အခါတွင်အုတ်ခုံသာကြံရိတ်ခဲ့သောကျွန်တော်တို့အိမ်ကိုတွေ့ရသည် တခါတွင် ဖြားနာ၍ကြံရိတ်ခဲ့သည့်ဂေါ်ရခါစစ်သားတယောက်ကျွန်တော်တို့အိမ်တွင်တောင်တင်ကြံခဲ့ပြီးကျွန်တော်အိမ်မှာပင် ထမင်းကျက်လုပ်နေသည်တနေ့တွင်ဂျပန်စစ်တပ်ကလာခေါ်သွားရမှအိမ်တို့ပြန်ရောက်မလာတော့ဒီချိန်တွင်အင်္ဂလိပ် Spitfire တိုက်လေယာဉ်စဉ်ထန်းတော်ရဲထိုးကျသွားရသူကျွန်တော်သွားကြည့်ရာ မီးလောင်ကျွမ်း၍မဲနက်သောအလောင်းကိုသာမြင်ရတော့သည်နေရင်နှင့်ခလလန်းတနေရာတွင်ဒိုင်ယာရီစာအုပ်ကလေးတအုပ်အထဲတွင်သူနှင့်ဘိုးဘွားမိတ်ကိုဒီလိုဆွဲ၍ရှောက်လာသောမိမပြူတယောက် ဗန်းစီများကိုဂိုင်၍ပြုံးနေကြသည်အင်္ဂလိပ်ဝန်ကြီးတစ်နေ့တွင် လက်ပစ်ဘုံကိုစုပ်ကန်၍ဖောက်ခွဲကာဟာရာကီရီလောက်သွားသောဂျပန်စစ်ဗိုလ်တယောက်ကို ကျွန်တော်မြင်လိုက်ရသည်စစ်ကြီးဒီကျွန်တော်တို့အားတင်ကန်းစာများစွာကိုပြီးခဲ့လေသည်လူလမ်းမမြောက်တမြောက်တွင်စစ်ကိုတွေ့လိုက်ရသည်ကျွန်တော်သည်စစ်ကိုတခါတည်းမုံသွားလေသည်စီအီထိုနမိတ်ပုံများသည်ជីဒီအထိကျွန်တော်မျက်စီထဲမှမထွက်တော့ စီအနိဋ္ဌယုံတို့သည်ယခုတိုင်တခါတရံအိမ်မဲထဲတွင်လာ၍၆လန့်နေကြသေးသည်ကြီးလာသည့်အခါတွင် ကျွန်တော်သည် လူမမေဘွားကမြင်လိုက်သောမြမပြည်စစ်ကြီးအကြောင်းကိုဖတ်မိသည်ဗိုလ်ချုပ်မောင်ဘက်တန်ဗိုလ်ချုပ်ဆလင်းဗိုလ်ချုပ်စတီဝယ်ဖာဂါဆန်ကာဗတ်ဂျွန်မာစတာအန်တိုနီဘရက်ဂျိမ်းစ်မိုင်းစ်မီတန်အေဂျီဘေးစ်ဝေါ်တာတက်စတာရစ်ချတ်မေးဆန်တိုနီမိန်းကွန်တန်မက်ဆီစသူတို့၏ မာဘီတိုက်ပွဲနှင့်ပတ်သက်သောစစ်သမိုင်းများမှတ်တမ်းများဝတ္ထုများကျွန်တော်ဒီကျွန်တော်လူမမေကကိုတွေ့ကြုံလိုက်သောစစ်ကြီးကိုစာအုပ်ထဲတွင် ပြန်တွေ့ခြင်းနေသည်ထိုစစ်ပွဲကြီးတွင်သူတို့ဘယ်လိုခံစားခဲ့ကြသနည်းသူတို့တတိသူတို့အာမန်သူတို့တရေဘောကြောင့်မှုသူတို့မိုက်မဲမှုသူတို့မျောမှန်းချက်သူတို့အားငယ်မှုသူတို့ပျော်ရွှင်မှုသူတို့ကြေကွဲမှုတို့ကိုသိခြင်းနေသည် စစ်ပွဲကြီးတစ်ခုသည်ဇက်ဆောင်များအီအလွမ်းနှင့်အတော်အပြုံးနှင့်အငူအရှက်နှင့်အကြောက်အချစ်နှင့်အမုံအကျန်းနှင့်အနုစသည်တို့ကိုကြည်ကျင်သည်ထိုလူရှောင်းမှုများနောက်ွယ်ရှိညွန်ကြားပြသသူတို့၏ရည်ရွယ်ချက်ကိုကြည်ကျင်သည်ကျွန်တော်ပတ်ဖူးသမျှသောမြမပြည်စစ်ပွဲအကြောင်းရေးသားထားသည့်စာအုပ်များအထဲတွင် ယခုအထိလူဝီအယ်လင်၏အကြဆုံးစစ်ပွဲမြမပြည်သည်အပြည့်စုံဆုံးဖြစ်လေသည် ဗိုလ်ချုပ်စလင်း၏မှတ်တမ်းသည်ဖတ်၍ကောင်းသည်မှန်ပါ၏အချက်အလက်များလည်းစုံလင်ပါ၏တို့ရာတွင်ဗိုလ်ချုပ်စလင်းသည်စစ်တူရင်ခွဲ64ခွဲစလုံးပေါ်မှစစ်တူရင်ရုပ်များကိုကင်ရွှေ့နေရသည့်စစ်တူရင်ကစားသမားဖြစ်လေသည်စစ်တူရင်ကစားသမားသည်စစ်တူရင်ခုံပေါ်မှအကွက်အားလုံးကိုခြုံကြည့်ရသည်ထိုရုပ်များ၏အရွှေ့အပြောင်းကိုခြုံကြည့်ရသည်စင်내ဝန်ကြီးတစ်ခုလုံးကိုခြုံကြည့်ရပြီးစစ်တပ်များ၏လှုပ်ရှားမှုများကိုလည်းခြုံကြည့်ရသည်ငယ်ရုပ်စင်ရုပ်မြင်းရုပ်ယထား စသည်တို့ဤတရုတ်ချင်းအကြောင်းကိုအသေးစိတ်မပြောနိုင် ပြောချင်လည်းမရ Ferguson, Carver, Richard Mason, John Master စသူတို့ဤမတန်းများသည်လည်းဖတ်၍ကောင်းသည်မှန်ပါ၏အချက်လည်းလည်းပါပါ၏တို့ရတွင် သူတို့သည် နေရုံများသာဖြစ်ကြရာသူတို့ဆိုင်ရာစစ်တူရင်ခွက်လောက်အကြောင်းကိုသာအသေးစိတ်ပြောနိုင်သည်စစ်တူရင်ခုံကြီးအကြောင်းကိုခြုံငုံ၍မပြောနိုင်ပြောဖို့လည်းအချိန်မရလူဝီအယ်လင်၏ အကြအဆုံးစစ်ပွဲမြမာပြည်တွင်ကစစ်တူရီခုံကြီးတစ်ခုလုံးအကြောင်းကိုလည်းတွေ့နိုင်သည်တကွက်စီတကွက်စီတွင် ရှိနေသည့်နေရုပ်များအကြောင်းလည်းတွေ့နိုင်သည်စစ်တူရင်ကစားသမား၏စိတ်ကူးကိုလည်းတွေ့နိုင်သည်စစ်တူရင်ကစားသမားနှင့်နေရုပ်တို့ကြားဆက်ဆံရေးကိုလည်းတွေ့နိုင်သည်ပို၍ထူးခြားသည်မှာသူစာအုပ်ထဲတွင်မြမာပြည်စစ်ပွဲနှင့်ပတ်သက်၍ဘက်ပေါင်းစုံမှထင်မြင်ချက်များရှုထောင့်များလှုပ်ရှားမှုများကိုတင်ပြထားခြင်းဖြစ်လေသည်ရခင်စာအုပ်များထဲတွင်မူ အင်္ဂလိပ်တို့ဘက်မှလှုပ်ရှားမှုကိုသာတွေ့ရပြီးယခုစာအုပ်တွင်မူအင်္ဂလိပ်ဘက်နှင့်ဂျပန်စစ်တပ်ရင်သမား၂ယောက်စလုံး၏လှုပ်ရှားမှုများကိုတင်ပြထားလေသည်အချက်အလက်များကိုယူရတွင်လည်းအင်္ဂလိပ်ရင်းမြစ်ဂျပန်ရင်းမြစ်နှင့်မြန်မာရင်းမြစ်တို့မှယူထားသဖြင့်အချက်အလက်ပို၍စုံတည်ဟုပင်ဆိုနိုင်သည်သူစာအုပ်ခေါင်းစဉ်အပြည့်အစုံမှာအကြဆုံးစစ်ပွဲမြန်မာပြည်1941-45ခုရေဖြစ်သည်၄နှစ်မြသာတိုက်လိုက်ရသောစစ်ပွဲတစ်ပွဲကို အဘယ်ကြောင့်အကြဆုံးစစ်ပွဲဟု ဆိုရလေသနည်းဤဒီကိုလူရန်လင်ကသူ့ဏိဒန်းတွင် အောက်ပါအတိုင်းအဖြေပေးခဲ့ပါသည်မြမပြည်စစ်ပွဲသည်ရီမန်းကျက်အတွဲတွဲလူမျိုးနွယ်အသီးသီးတို့အကျုံးဝင်နေသောစစ်ပွဲကြီးဖြစ်ပါသည် ထိုစစ်ပွဲကြီးတွင်ဗြိတိရှ်ဂျပန်တရုတ်အမေရိကန်အိန္ဒိယဂေါရခာအရှေ့နှင့်အနောက်အာဖရိက လူမျိုးများမြန်မာကရင်ကချင်စသည်တို့ပါဝင်ကြပါသည်ဂျပန်ဗိုလ်မှူးကြီးမူဝါပြောသကဲ့သို့ စစ်စင်ရေးအမျိုးမျိုးပါဝင်နေသောစစ်ပွဲကြီးလည်းဖြစ်ပါသည်မြမပြည်ကစစ်ပွဲသည်ဒေါ်ရင်စစ်စင်ရေးဒေါမွန်စစ်စင်ရေးနှင့်ရေချောင်းစစ်စင်ရေးတို့ပါဝင်သည့်စစ်ပွဲဖြစ်ပါသည်ကြောက်ခဲနှင့်သာထိုက်တန်သောလက်ဒကန်းတိုက်ပွဲများပါဝင်သည့်စစ်ပွဲကြီးဖြစ်ပါသည်အမြောက်ကြီးများမတော်ရင်ကြီးများနှင့်တကွတပ်မကြီးများကိုလေချောင်းမှတည်ဆောင်ရခြင်းမျိုးရှိသလို20ရာစုနှစ်နှင့်လုံးဝတင့်လျော်ခြင်းမရှိတော့သောစိတ်ပြက်ဖွယ်ကောင်းသည့်နှီးကွေးမှုတို့ကိုကြုံတွေ့ရသည့်စစ်ပွဲကြီးလည်းဖြစ်ပါသည် ဝေးလံတိခေါင်လာသောဒေါ်တွင်ကွက်လက်များတွင်ဆက်မဲ့လီရင်ဖြင့်စင်းသက်ရသည့်အခါလဲရှိ၍မော်တော်ဘုတ်များဖြင့်ပင်လယ်ကမ်းခြေကကနဆူတော်ကြီးများတဲ့သို့ထိုးဝင်ဆက်ကက်ရသည့်အခါများလဲရှိပါသည်နှင်းတွေပိမ့်ပိတ်အောင်ဖုံးလျက်ရှိသောတောင်တန်းကြီးများပေါ်သို့တက်ရသလိုတီးထန်စွာရွာနေသောမိုးရေ၌ဒရေဖနက်တွေပုတ်ပွားကုန်အောင်ရှုံးဘွက်တွေထဲတွင်ခြိရသည့်အခါလဲရှိပါသည်ရှေ့တွင်ကိုရင်ဆိုင်တွေ့ရမည့်လူကဲ့သို့နေရာနှင့်ဓာတိဥဒုသည်လည်း ို့ရန်သူဖြစ်နေပါသည်မြမပြည်သည်ကဘာတွင်အလှဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည် ပူပြင်းခြောက်သွေ့သောအိန္ဒိယမှထွက်လာခဲ့သည့်နောက်တွင်မြမပြည်မှစိမ့်မြညို့မှောင်သောတတော်ကြီးများကို လေရင်ပေါ်မှ စီးကြည့်ရသည်မှာသကုပ္ပတာရအတွက်ကောင်းချီးမင်္ဂလာတပါဖြစ်ပါသည်တို့ရာတွင် ထိုတောအုပ်များထဲတွင်တက်မကြီးတဒတ်လုံးကိုပြုတ်ပြုတ်ပြုံသွားစေနိုင်သည့်ယောဂာအန်ဒရယ်များခိုးအောင်းနေကြပါသည်တိုက်ပွဲစဉ်ကြီးတစ်ခုလုံးကို ဖျို့ဖျဲဖြစ်သွားစေနိုင်သည့်ယောဂာအန်ဒရယ်များခိုအောင်းနေကြပါသည်ဘိုးမွားတကောင်ကြောင့်တေလောက်သော တိုက်ဖွက်ယောဂာတမျိုးဖြစ်နိုင်ပါသည်ချင်းတကောင်ကြောင့်ပင်မန်းလာသော ထောင်ပေါင်းများစွာသောတပ်သားတို့ငှက်ဖျားယောဂာဆွဲကပ်ကုန်ကြပါသည်မျော်ကြီးများသည်အတင်းကျပ်ဆုံးစီးထားသည့်ဖနက်ရှည်ကြီးတဲ့သို့ဝင်လာကာ secret မီးဖြင့်တို့၍ခွာခြားရသည့်အထိကိုမသွေးများကိုစုပ်ယူကြပါသည်ထို့ကြောင့်မြမာပြည်စစ်ပွဲသည်လန်ဆွတ်စစ်ပွဲ အမြောက်စစ်ပွဲလေရင်စစ်ပွဲလည်းဖြစ်ပါသည်မြမပြည်စစ်ပွဲသည်အလွန်ကြမ်းကြုတ်ရက်ဆက်သောစစ်ပွဲဖြစ်ပါသည်ထိုစစ်ပွဲတွင်ဖမ်းမိ၍တုံ့ပန်းဖျက်ရသည်ထက်ချက်ချင်းကြာဆုံးသွားသည်ကမှ တော်ပါသေးသည်တမှုတွေစိတ်မထိန်နိုင်ဖြစ်ကတပ်သားများအားအသေးခံတိုက်ပွဲများကိုအတိုက်ခိုင်းတတ်ကြပါသည်စစ်စည်းကမ်းပေါက်သည်ဖြင့်19ရာစုနှစ်ကထက်ပင်ကြမ်းကြုတ်ရက်ဆက်သောပြစ်ဒဏ်များကိုပေးတတ်ကြပါသည် ထိုစစ်ပွဲသည်1940ပြည့်နှစ်များအတွင်းဂျပန်၏အနောက်ဘက်အကြဆုံးသောထိုးဖောက်မှုဖြစ်ပြီးဂျပန်စစ်တပ်ကြီး၏သမိုင်းတွင် ကိုးမော်၌အကြီးဆုံးသော ရှုံးနိမ့်မှုကြီးဖြစ်ပါသည် ထိုစစ်ပွဲသည်ဒုတိယကမ္ဘာစစ်ကြီးအတွင်းကဗြိတိရှ်ရှားတို့တိုက်ခဲ့ရသောအကြဆုံးသောစစ်ပွဲကြီးလည်းဖြစ်ပါသည်စီးရင်မြင်ဖြင့်ကြည့်လျင်ထိုစစ်ပွဲသည်အကြောင်းနှစ်ခုကြောင့်တိုက်ခဲ့ရခြင်းဖြစ်ပါသည်ပထမအကြောင်းမှာရုပ်ပြီးသောလမ်းမကြီးကိုဖွင့်ထားနိုင်ရန်ထို့သောဖြင့် တရုတ်ပြည်ကဂျပန်ကိုဆက်လက်ခုခံတိုက်ခိုက်နိုင်ရန်တို့တိုက်နေခြင်းအပြင်နောက်ဖက်သို့ရွေ့လာနိုင်ပွဲရှိသောဂျပန်တပ်မကြီးများကိုတားထားရန်ဖြစ်ပါသည်ဒုတိယရွေချက်မှာဂိရိချအင်ပါယာထဲမှလက်လွတ်ဆုံးရှုံးသွားခဲ့ရသောမြမပြည်ကိုပြန်လည်သိမ်းပိုက်ရန်ဖြစ်ပါသည်တို့ရတွင် အချိန်နောက်ကျသွားပါပြီစစ်ပွဲသည်ပြီးကနိနေပြီထိုလမ်းမကြီးမခွင့်ပဲနေလေရနေရိခါတို့ကို လေရင်ဖြင့်အလွယ်တကူပို့နိုင်နေလေပြီဂိရိချတို့ ကြကုတ်ကြခဲတိုက်ခတ်ယူခဲ့ရသောမြမပြည်သည်လည်းလွတ်လပ်ရေးရပြီးနောက်တွင်ဒနာသာဟာယအဖွဲ့ကိုအစောဆုံးစွန့်ခွာသွားခဲ့ပါသည်ထိုအဖြစ်သည်ဗြိတိရှားတို့အဖို့ခဲလီသည်မြသဲရီကြဖြစ်ရသည့်ကြေခွဲပွဲ ဖြစ်ပင်ဖြစ်ပါသည်ကိုဟီမာတိုက်ပွဲတွင်ကြာဆုံးခဲ့သူတို့အတွက်စိုက်ထားသည့်အထိတ်အမှန်ကြောက်တိုင်တွင်ထိမိသောကြပြာလေးတစ်ပုဒ်ကိုရေးထိုးထားပါသည်တင်တို့တို့ရင်းပြန်ရောက်သောအခါငါတို့အကြောင်းကိုပြောပြပါ သင်တို့ရဲ့မနှက်ပြန်အတွက်ငါတို့ရဲ့ယနေ့ကိုပေးဆက်ခဲ့တယ်။သို့ဖြစ်လျင်မိသူတွေမနှက်ပြန်အတွက်သူတို့အသက်များကိုပေးဆက်ခဲ့ကြရလေသည်။မိမိတို့အဖို့အပျော်ဆုံးစစ်မြေပြင်သည်ဂျာဗာကျွန်းဖြစ်ပြီးအဆိုးဆုံးစစ်မြေပြင်သည်မြမာပြည်ဖြစ်သည်ဟုဂျပန်တို့ကပြောကြပါသည်။မြမာပြည်စစ်မြေပြင်သည်သူတို့အတွက်သာမဟုတ်ဂီရိရှားတို့အတွက်လည်းအဆိုးဆုံးဖြစ်ပါသည်။စစ်ပွဲဆိုသည်မှာမိတို့ရှိသည်ကိုပြောခြင်းသည်ဖြင့် ဤစာအုပ်ကိုကျွန်တော်ရေးပါသည်ခုများမကစစ်ပွဲနောက်တွင်ရှိသည့်နိုင်ငံရေးအဆောက်အဦးကိုတည်မြဲနိုင်ရန်ထူးခြားစမ်းကြဲသည့်စစ်မြေပြင်တွင်ဘာဝင်တက်ခိုက်နေကြသောစစ်ဗိုလ်စစ်သားတို့၏ခံစားချက်ကိုနားလည်နိုင်ရန် ဆိုသည့်ရည်ရွယ်ချက်လည်းပါပါသည်ထို့သောရေးရာတွင် ကျွန်တော်တွင် အင်္ဂလိပ်နှင့်ဂျပန်နှစ်ဖက်စလုံးမှအမြင်ကိုတင်ပြရန်အားထုတ်ထားပါသည်ဦးမြင့်ဆွေအိမ်မှပြန်လာပြီးနောက်ကျွန်တော်ဒီလူအယ်လင်ဤစာအုပ်ကိုနှစ်ရက်ထဲဖြင့်အပြီးဖတ်ပြလိုက်သည လူဝီအယ်လင်သည်ထိုစစ်ပွဲတွင်ပါဝင်တက်ခတ်ခဲ့တော့အသက်22နှစ်သာရှိသေး၏သူကိုယ်တိုင်ပါဝင်တက်ခတ်ခဲ့ရတော့လေထိုစစ်ကြီးအကြောင်းကိုကောင်းစွာနားမလဲယခု အသက်80တွင်ရောက်၍ပြန်ကြည့်လိုက်သည့်အခါတွင်မှထိုပကြီကားကို အနီးအဝေးမှန်အောင် ကြည့်နိုင်ပုံရသည်လူဝီအယ်လင်သည်ဒါဟမ်တက္ကသိုလ်တွင် ပြင်သစ်စာပေကို ပို့ချလျက်ရှိပြီးစာပေဝပန်ရေးကျမ်းများစစ်သမိုင်းများကိုရေးသားနေသည်ကျွန်တော်ဒီဘူးမတိဘာမတိဖြင့် ကဘာစီကြီးကိုယ့်အိမ်ရှိတွင်ဖြတ်သွားသည်ကိုအသွားတစ်ကြိမ်အပြန်တစ်ကြိမ်ကြုံခဲ့ရသည်စစ်အနိတ်ထာယုံတို့ကိုမြင်ခဲ့ရသည်တို့ဖြင့်စစ်ကိုမုန်းတက်လာခဲ့ပါသည်ဒုတိယကဘာစီနောက်ပိုင်းတွင်မွေးဖွားလာသည့်မျိုးဆက်သစ်များသည်ကဘာစီကြီးအကြောင်းကိုကိုရိမကြုံခဲ့ကြရပါထို့ကြောင့်စစ်အနိတ်ထာယုံတို့ကိုလည်းမသိနိုင်ကြပါလူဝီအလင်းစာအုပ်သည်မြမပြည်စစ်မြေပြင်စစ်တူရင်ခုံတွင်ကစားသွားခဲ့ကြသောစစ်တူရင်ကစားသမား၂ဦးစလုံး၏ရှူထောင်မှာရော နှစ်ဖက်နေရုပ်များဤရှုတော်မှာပါရေးသားထားသည့်စာအုပ်ဖြစ်ရာမြမာပြည်စစ်မြေပြင်နှင့်ပတ်သက်၍ယခုအထိအစုံလင်ဆုံးသောစာအုပ်ဖြစ်ပါသည်နောက်တစ်ခေါက်ဦးမြင့်ဆွေနှင့်တွေ့သည့်အခါတွင်သူကစာအုပ်အကြောင်းကိုမေးပါသည်ကျွန်တော်တို့စာဖတ်ပရိသတ်တွေတည်တည်နေလို့ထင်တယ်လေကျွန်တော်စူးစမ်းပြီးပြန်မယ်လို့ဆုံးဖြတ်ပြီးတာရုဗျာတာရုတာရုဦးမြင့်ဆွေ၏နေ့နာသည်ဝင်းထိန်သွားပါသည်တာရုခေါ်ရမှာကကျွန်တော်ကခေါ်ရမှာပါ ထမဆုံးစေတနာပေါက်ခဲ့သူကဦးမြင့်စွေမဟုတ်လားဦးမြင့်စွေတိုက်တွန်းချက်ကြောင့်အချိန်ရသလောက်ကြိုးစားပြီးကျွန်တော်မြမပြန်လိုက်ပါသည်အကြာဆုံးစစ်ပွဲမြမပြည်သည်အရှိဆုံးစောင်းပါဖြစ်မိလားတော့မပြောတတ်ပါစာကျင်းယခုစောင်းမကိုမဂဇင်းတိုက်သို့ပို့ပြီးတပတ်အကြာနိုဝင်ဘာလ23ရက်တွင်တခင်လာကွန်းသည်ကျွန်တော်ထံပေါက်လာကယနေ့ဦးမြင့်စွေကဖိတ်ထားသဖြင့်သူ့အိမ်သွားရန်လာခေါ်လေသည် ဦးမြင့်စေကကျွန်တော်ကိုတယ်လီဖုန်းဆက်တယ်ခင်ဗျားကိုခေါ်ပြီးလာခဲ့ပါတဲ့စကားလေးပါလေးပြောရအောင်တဲ့ဟုတ်တယ်ကျွန်တော်လည်းသွားချင်နေတယ်တလောကဦးမြင့်စေစိတ်ယုံတက်တယ်လို့ကြားလိုက်တယ်ကျွန်တော်မရောက်ဖြစ်ဘူးခုမှသွားမေးရမယ်ယောဂဘယ်နေနေသေးတယ်လဲသူယောဂကစုံလို့ပဲစီးကျိုဖြစ်တာကလည်းအနည်း20လောက်ရှိပြီနှလုံးကလည်းတိတ်မကောင်းဘူးခုတော့နည်းနည်းတက်တာသွားပါပြီဒါကြောင့်စိတ်ယုံကပြန်ဆင်းလာတာဘယ်နဲ့လဲအခုလိုက်မလားဒီနေ့ကျွန်တော်မအားဘူးတခင်လောက်ကွန်သွားစရာကလေးတွေရှိနေတယ်။ဒါဖြင့်မနေ့ပြန်ရော မနေ့ပြန်လဲကျွန်တော်စာရေးဆရာကလေးတွေအပြစ်သက်ရေးလိုက်အောင်မယ်ဦးမင်းဆွေစီရောက်ရင်တော်တော်နဲ့ပြန်ပြစ်မှာမဟုတ်ဘူးစကားပြောတာနဲ့ဘာနဲ့ဆိုတော့အေးအေးဆေးဆေးသွားမှာကောင်းပါတပတ်ကမအားဘူးလားအဲ့ဒီနေသွားမယ်လေကောင်းတာပဲကျွန်တော်တယ်လီဖုန်းဆက်လိုက်မယ်တခင်လာကုန်းဒီကျွန်တော်ကိုတပတ်ခါတွင်ဦးမင်းဆွေစီသွားရန်ချိန်ပြီးပြန်သွားလိမ့်မည်တခင်လာကုန်းမှာဂျပန်ဒေါ်လာရင်းကာလကဦးမင်းဆွေရဲ့ယောက်ျားစခန်းတွင်လီဒီနှင့်စင်သူဖြစ်သည့်ဖြင့်သူတို့ချင်းအမြဲလိုလိုတွေ့တတ်သည်တယ်လီဖုန်းတို့ဘာလို့လဲအဆက်အသွယ်ရှိသည် ကျွန်တော်မှာတယ်လီဖုန်းမရှိသဖြင့်ပူးမြင့်ဆွေနဲ့ဆက်သွယ်လို့လျင်တခင်လာကွန်မှတဆင့်သာဆက်သွယ်ရပါသည်နောက်တစ်နေ့မနေ့တွင်တခင်လာကွန်ကျွန်တော်ထံပေါက်လာပြန်ကပူးမြင့်ဆွေစီကိုမနေ့မနေ့ကကျွန်တော်တယ်လီဖုန်းဆက်လိုက်တယ်တပတ်ခါကြာရင်လာခဲ့တဲ့ကျက်သားနဲ့ပလာတာကျွေးမိတယ်သူ့အနားမှာကျက်သားနဲ့ပလာတာဆိုင်ကောင်းကောင်းရှိတယ်တဲ့စကားပြောကြရအောင်တဲ့သူကလည်းဧည့်သည်မျောနေတာတဲ့လာပြည့်အောင်လာခဲ့တဲ့ကျွန်တော်တို့နှစ်ယောက်ဒီမနေ့ပြန်နိုဝင်ဘာ25ရက်တွင် ဘူမြင့်ဆွေစီတို့သွားပြီးတမင်းစားရန်ချင်းလိုက်ကြသည်တကင်လောက်ကပြန်သွားပြီးဘာမှမကြလိုက်ပါတရင်စာကိုကောက်ကြည့်လိုက်သည့်အခါတွင်ဘူမြင့်ဆွေမင်းကကွယ်လွန်ကြောင်းနာရေးကြော်ညာကိုတွေ့လိုက်ရသဖြင့်ကျွန်တော်အံ့အားသင့်နေသည်နောက်တနေ့တွင်တကင်လောက်ကကျွန်တော်စီပေါက်လာပြန်ကတနင်္လာနေ့မိနစ်တုန်းကကျွန်တော်သူနဲ့ဖုန်းထဲကစကားပြောတယ်လာခဲ့ကွာတဲ့ညသန်းတင်ရောခေါ်ခဲ့တဲ့ငါစောင့်နေမယ်တဲ့ ဲ့ဒီတုန်းကအကောင်းကြီးပဲအဲ့ဒီနေ့ညနေမှာစုံသွားတာပဲခုအတုပကိုသွားပို့ကြရမယ်ကျွန်တော်နဲ့တခင်လာကွန်းသည်ဦးမြင့်စေအကြောင်းကိုပြောလာမိကြသည်ငါစာရီရေးချင်တယ်ကွာတဲ့တလဲကြည့်ပြီးငါမှနေရေးထိုင်ရေးလဲပူပင်စရာမရှိတော့ဘူးတဲ့ဒီတော့စဖက်စာရေးဖို့အချိန်ရပြီတဲ့စာရီရေးကြရအောင်ကွာမင်းမှငါအိမ်လာနေလို့ကျွန်တော်ကိုခေါ်နေသေးတယ်သူအတုပတို့မန်ဝင်းမောင်လီဒီဘိုးဦးမောင်တခင်တင်မြ တခင်လာကွန်းဥတာကျော်ဥဆန်သာကျော်စသည်ဂျပန်ခေတ်တုန်းကသူနှင့်လို့ဖို့ကံပက်တွေအများအပြားလာကြသည် ဖြူးမြို့နယ်သူမြို့နယ်သားတွေလာကြသည် ရန်ကုန်မှ သူ့မိတ်ဆွေတွေလာကြသည် လူကြီးလူခင်များသူတယောက်ဖြစ်သည့်အတွက်သူအာသူဘသည်စီကားသည့်အာသူဘတစ်ခုဖြစ်ပါသည်ဦးမြင့်ဆွေသည်မကြခင်ကမြမပြည်ဟယ်လင်းအမိရှိစာအုပ်တို့ကိုထုတ်ဝေခဲ့သည်စီအတွင်းမြမပြည်တွင် တုံ့ပန်းအဖြစ်ဖန်ခံခဲ့ရသောဟယ်လင်းဆိုသည့်သူနာပြုလူသမီးကြီးတူဦး၏မတန်းဖြစ်ပြီးတော်တော်ဖတ်ကောင်းသည့်ဇာအုပ်တုပ်ဖြစ်လေသည်ဇာရီရေးကျင်သောဦးမြင့်ဆွေစာရေးဆရာတွင်နှင့်တွေ့ဆုံပြီးစာကြောင်းပေကြောင်းကိုအမောပပန်းပြောကျင်သောဦးမြင့်ဆွေအစားကောင်းကြိုက်၍အချက်အပြုတ်ဝါသနာပါသလောက်မိဆွေများကိုလည်းကြွေးကျင်မွေးကျင်သောဦးမြင့်ဆွေသည်လူဘဝမှရုတ်တရက်ထွက်ခွာသွားလေသည်ကျွန်တော်သည်အလောင်းစင်ဘေးတွင်ရက်ကာ မျက်နှာကိုဖုံးထားသည့်ဇာဘဝကိုလှက်၍ကြည်လိုက်သည် အသက်မရှိတော့သည့်အချိန်မှပင်လျင် သူ့မျက်နှာသည် ပြုံးလျက်ချိန်ထားသည့်ထိုနေ့ကကျွန်တော်နှင့်တခင်လာကွန်းသည်ဥမြင့်စေထံရောက်ခဲ့ကြပါသည်သူ့ရာတွင် သူ့ထမင်းစားပွဲသို့မဟုတ်ပါသူ့အတုပါပို့တာဖြစ်ပါသည်ညတန်းတင်